ဒေသခံများတွင်မြခုံးလုတ်ဆရာဖြစ်လာတဲ့မြမကိုကူမြောင်အကြီးဆုံးတဝဲရှင်တဲ့စိတ်ကံပရိသတ်များအားလုံးပဲမင်္ဂလာပါ Crazy Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားချင်တာကတော့မြမအကြီးဆုံးရင်းနှီးစိတ်ကံကိုကူရဲကတခုပါဝင်ဖြစ်လာတော့မယ့်တဝဲရှင်တဲ့စိတ်ကံကြည့်ရင်တိဆောက်ရန်ရထားမှုအကြောင်းကိုတင်ဆက်ပေးကြပါတယ်တဝဲရှင်တဲ့စိတ်ကံစီမံခင်းကြီးဟာမြန်မာနိုင်ငံဆိုရမှာအမေရိကန်ဒေါ်လာတန်ပေါင်း 1600ကျော်ကုန်ကြခန့်ကတနင်္လာရီတိုင်းတဝဲဒေသမှာတည်ဆောက်ရင်ရှားထားတဲ့အကြီးစားစီးပွားရေးစီမံကိန်းကြီးတစ်ရပ်ဖြစ်ပါ යි ။2005ခုနှစ်မှာထိုင်းနိုင်ငံမှာကျွမ်းကျင်ပညာရှင်များကတဝဲရှင်နဲ့စေကန်စီမံကိန်းကိုအကောင့်ထည့်ဖော်နိုင်ရန်အတွက်ကနဦးလိလာမှုပြုလုပ်ခဲ့ပြီး2008ခုနှစ်ဇွန်လ12ရက်နေ့မှာတော့ထိုင်းနိုင်ငံ Italian Thai Development Company နဲ့မြန်မာအစိုးရတို့ကြားနားလည်မှုစကြွန်လာကိုလက်မှတ်ရှိထိုးခဲ့ကြပါသည်။ 2008ခုနှစ်မှာစတင်ပြီးတော့ကနေဦးလီလာမိုးစင်း Initial Phase စမ်းသက်ကွင်းစင်းစင်း Preparation Phase နဲ့တည်ဆောက်မှုစင်း၅စင်ခွဲကစီမံကိန်းများရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။စမ်းသက်ကွင်းစင်းစင်းဟာ2008ဆုံးလာမှ2009နှစ်ကုန်အထိတနစ်ခွဲကြာစီမံကိန်းတွေပြုလုပ်ခဲ့ပါတယ်။အနောက်မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံမှာတာဝန်ရှိသူများအကြားမူပေါင်းသဘောတူညီမှုစာချုပ်ကိုဆက်စင်ဆိုင်ကိန်းကို2009နိုဝင်ဘာလနေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ တိဆောက်ရေးလုပ်ငန်းစဉ်တစ်ကို2010မှ2014အထိ၅နှစ်စီမံကိန်းအစဉ်နှစ်ကို2013မှ2018ခုနှစ်အထိ၄နှစ်ကြာစီမံကိန်းအစဉ်သုံးကို2015မှ2019အထိ၄နှစ်ကြာစီမံကိန်းတို့နဲ့အတီးတီးစီမံကိန်းကြအကောင့်တွေပေါ်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်စီမံကိန်းမှာ2010မှ2019အထိ၁နှစ်တွင်ပြီးစီအောင်တိဆောက်ခဲ့တဲ့စီမံကိန်းဖြစ်ပါတယ်။လမ်းပန်းဆက်သွယ်ရေးအနေနဲ့လေတဝယ်ရှင်နဲ့စေကန်ဆက်မှုစုံနေမြေနဲ့ထိုင်းနိုင်ငံက ကင်ဆန်နဘူရီတို့သွေတဲဖောက်လုံးမီ105မိုင်အရှိရှိရှစ်လန်းသွာစူပါဟိုင်ဝေးကလည်းယထာလိုင်းတအားလိုက်များရေနံသဘာဝပိုင်လိုက်များပါဝင်ပြီးနေချောင်းဝင်ထွက်ဆုံတို့ပါဝင်ပါရီအိမ်နောက်ဆက်သွေတိဆောက်ရေးဆိုင်ရာစီမံကိန်းများကို260တက်တန်းရှိ BOD တိဆောက်လောက်ကိုင်းလွှဲပြောင်းစနစ်နဲ့အကောင့်ထည့်ပေါ်သွားမှာပဲဖြစ်ပါရီအထူးစီဝါရေးဆောင်စီမံကိန်းရဲ့တိဆောက်ရေးလုပ်ငန်းများအနေနဲ့ကတော့ 2008ခုနှစ်ဇွန်လမှ2009ခုနှစ်မေလအထိ250စတူယန် ကီလိုမီတာကိုလွှမ်းခြုံထားနိုင်တဲ့ခွင့်စိတ်ဆက်သက်မှုလမ်းဆိုင်စာဖိများကို ပြုလုပ်ခဲ့ကြပါသည်ဆက်မှုဆောင်ဇွန်အေမာဇွန် FD ဇွန်6ခုသတ်မှတ်ပြီးတော့တိစောက်သွားမှာပဲဖြစ်ပါသည်ဇွန်အေမာဆိုရင်တော့ရင်းနှီးစေကန်းတစ်ခုနဲ့အကြီးစားဆက်မှုလုပ်ငန်းဆောင်တို့ပါဝင်လာပဲဖြစ်ပါသည်ထိုရင်းနှီးစေကန်းတစ်ခုမှာတန်ချိန်1000မှ9000ထိတင်နိုင်ပေမယ့် သင်္ဘော25စီးတစ်ပြိုင်နဲ့ကုန်တင်ကုန်ချလုပ်နိုင်မဲ့စိတ်ခံတရား22ခုကိုထည့်သွင်းတည်ဆောက်မှာပဲဖြစ်ပါတယ်။အကြီးစားစက်မှုလုပ်ငန်းပိုင်းမှာတော့သင်္ဘောချင်း၊ကုန်လာရုံ၊တမနီစက်ရုံ၊ဓာတ်ပြင်ဩဇာစက်ရုံ၊ကြာမီသွေးစက်ရုံများပါရှိမှာပဲဖြစ်ပါတယ်။စုံဝီမာတော့လောင်စာဆွဲအင်ထုတ်လို့ရင်းစက်ယုံများမှာရှင်နယ်နေတဘာဝတငွေတူလောင်ယုံရှင်နယ်ချက်စက်ယုံတဘာဝတငွေတန့်စင်စက်ယုံပြုပြင်ထင်းသေးစက်ယုံတို့ပါဝင်မှာပဲဖြစ်ပါရင်စုံစီမာတော့ရှင်နယ်ဓာတုဆိုင်ရာစက်မှုလုပ်ငန်းများပါဝင်ပြီး ဇုံဒီမှာတော့အလက်စားစမှုလုပ်ငန်းများဖြစ်တဲ့အထည်လေးစက်ရုံများစားလို့ရပစ္စည်းစက်ရုံများကားတိုင်ယာစက်ရုံများစရီပါဝင်တာပဲဖြစ်ပါရည်ဇော်ကြီးမှာတော့အပေါ်စားစမှုလုပ်ငန်းများဖြစ်ကြတဲ့အဝတ်စားစက်ရုံများအစားအသောက်ထုတ်လုပ်ရေးစက်ရုံလျှက်စစ်ပစ္စည်းထုတ်စက်ရုံလျှက်စစ်တအားပေးစက်ရုံစရီပါဝင်တာပဲဖြစ်ပါရည်ဇုံ F မှာတော့ကုန်တိုင်များကုန်သွယ်ရေးစာအုပ်များအုတ်ချွေစာအုပ်များ၊ကြောင်များ၊စေးရုံများ၊လူနေအိမ်များပါဝင်မှာပဲဖြစ်ပါရည်။ ရှင်နစ်စေကန်တိစားမှုဟာတဝယ်ဒေသနဲ့မြန်မာနိုင်ငံအတွက်စီးပွားရေးခွင့်လန်းများနိုင်ငံသားဝင်ငွေတိုးပွားမှုများစတဲ့အကျိုးကျေးဇူးများစွာရရှိနိုင်မှာဖြစ်တယ်လို့တပတ်မှလည်းစိုးချိုးတရမှုကရှိမှာပဲဖြစ်ပါရည်။တိုးတက်မှုကောင်းကျိုးများအနေနဲ့ဒေသတွင်ဖွံ့ဖြိုးတိုးတက်မှုတွေကတော့ရှိလာခဲ့ပါရည်။တဝယ်ဒေသကနေထိုင်းနိုင်ငံကန်ချန်နပူရီတို့တွေ့တဲ့ဖောက်လုံးမဲ့စူပါဟိုက်ဝေးကလည်းရထားလဲများပေါ်ပေါက်လာမှာဖြစ်တဲ့အတွက်ဒေသတွင်ကုန်စည်များစီးဆင်းမှုတိုးလာမှာပဲဖြစ်ပါရည်။ ရခိုင်ကကုန်ကျဲပစ္စည်းများဖြစ်တဲ့ရာဘာရေလုံငန်းနဲ့ဝင်းမြူရေးထွက်ကုန်များစိုက်ပျိုးရေးထွက်ကုန်များထွက်ရှိပေမဲ့လမ်းပန်းဆက်သွယ်ရေးခက်ခဲကြောင်းဈေးကွက်တွေတော့မရောက်နိုင်ပေဖြစ်ခဲ့ရမှာဒီစီမံကိန်းကြီးကြောင့်ပဲယခုခါကုန်ကျဲပစ္စည်းများဈေးကွက်တွေတော့လျင်မြန်စွာရောက်ရှိနိုင်တော့မှာပဲဖြစ်ပါရည်။နောက်ကျိုးဆက်တစ်ခုအနေနဲ့ကတော့စီဝါရေးစုံဤတဝရှိမြေခွေများအစမတန်ဈေးမြင့်တက်လာမှာပဲဖြစ်ပါရည်။ဒါတွေအတွက်လေသက်ဆိုင်ရာမြေပိုင်ရှင်များအနေနဲ့ရောကြီးများရရှိနိုင်လောက်ပါရည်။ ဒါပေမဲ့နေရသိကျကိစ္စရက်တွေရဲ့ထုံးစံတိုင်းနေရသိသိမှုများဒိတာခံများမောင်းထောက်ခြင်းခံရခြင်းများဖြစ်လာနိုင်ပွဲရှိပါသည်ဒီလိုတာရကများလည်းမြမနိုင်ငံမှာများစွာရှိခဲ့ပူပါသည် တဘာဝတိုင်ွေရှင်နယ်ပိုင်လိုင်းသွားရာလက်တလျှောက်ရှိဒေသခံများပိုင်ဆိုင်တဲ့မြေယာများခြံမြေများလူနေအိမ်များကိုရောချင်းမပေးပဲအတင်းကျပ်ဖိခိုင်းခြင်းရေကာတာတိဆောက်ရာမှာလည်းဒေသခံများအာမောင်းထုတ်ခြင်းစမုပ်စုံများကမ်းခြေများတိဆောက်ရာမှာလည်းမတော်တရားသိမ်းဆီးမှု မောင်းထုတ်မှုများအများများရှိခဲ့တာကို တွေ့ရှိရပြီးဖြစ်ပါသည်။ဒါပြင်ရခိုင်စေဆိုရ နိုင်ငံတော်အေဂျင့်တာယာရင်နေဖွံ့ဖြိုးရေးကောင်စီစစ်တုံးလေးရရှိတဲ့နောက်တနည်းကတော့လက်နက်ကင်တော်လန်ရေးဆင်နွှဲနေကြတဲ့တိုင်းသားဒေသများကိုထိုးစစ်ဆင်ပြီးတော့ရွာသားများထွက်ပြေးစီတဲ့နေပဲဖြစ်ပါရည်။ဒါတွေကတော့စီမံကိန်းမဖြစ်မြောက်မီကနေဥက္ကန်စားရတဲ့စိုးချိုးတရမှုများပဲဖြစ်ပါရည်။တနည်းအားဖြင့်ကတော့ကနေဥပိဆက်စတိလိုက်ရတဲ့အရေးမြင့်များပဲဖြစ်ပါရည်။ဒေသတစ်လျှောက်ရှိပြည်သူများအနေနဲ့လေစိုးချိုးများကိုသာခံစားလိုက်ကြရပါရည်။ စီဝိုင်းရေးဆိုများတတ်မှတ်လိုက်တာဖြစ်တဲ့အတွက်လေရုပ်ဝတ္ထုကောင်ထေများတိုးတက်လာမှုများကိုသိသာစွာမြင်တွေ့လာရမှာပဲဖြစ်ပါတယ်။ဒေသခံများတုံးတရဝမြင်ဖို့ကြတဲ့တင်မောခြင်းများအဆောက်အုံများစက်ယုံအလုပ်ယုံများကုန်တိုင်များစီးယုံများစာတင်ကြများအတံမွေးဝဲကြောင်တိတ်ပံများနဲ့ခိမိဝင်မျိုးတိုးတက်နေတဲ့စက်မှုမျိုးတော်ကြီးတစ်ခုကိုရုတ်တရက်လေးမြန်စွာပေါ်ပေါက်လာမှာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ဒေသခံများအနေနဲ့ဒီလိုပေါ်ပေါက်လာတဲ့စက်မှုမျိုးတော်ကြီးကို မည်သို့မည်ပုံချင်းကရမယ်ဆိုတဲ့ချက်ကလည်းပထမဆုံးတွေ့ကြရမယ်စိန်ခေါ်မှုတွေကတရက်ပဲဖြစ်ပါရည်နေထိုင်ရာဒေသမှာရခိုင်ကားချက်ဖွံ့ဖြိုးတိုးတက်လာတဲ့မြောက်လူနေမှုစည်းကလည်းစမတန်မြင့်မားလာတော့မှာပဲဖြစ်ပါရည်ဒေသသွင်းနေထိုင်သူဒေသခံများအနေနဲ့ကတော့အလောက်ကန်ရှာဖို့ခွလဲကောင်းများရရှိလာမှာဖြစ်ပေမဲ့လေဒေသခံများစုကအသိပညာတက်ပညာရှင်များမဟုတ်တာကြောင့်လဆာနေအောက်ခြေသိအလို့အခြေခံလုံများကိုသာရရှိနိုင်လောက်ပါရည် စီမံကိန်းပြီးပါကလူနေမှုစစ်တမ်းမြင့်တက်လာတဲ့များလူနေမှုစီလည်းမြန်မာလာမှာပဲဖြစ်ပါတယ်။ဒါတွေအခြေခံလို့တမားများအနေနဲ့ရရှိနေကြလို့အားကနေထိုမြန်မာလာတဲ့လူနေမှုစီများကိုအမိလိုက်နိုင်ရန်အတွက်ကတော့အတော်လေးကိုကြီးမားလာတဲ့စင်ခေါ်မှုတွေကတခုပဲဖြစ်ပါတယ်။ဒါပြင်တတိကြီးတွေကုမ္ပဏီကြီးတွေရဲ့မောင်ပိုင်စီးမှုကြောင့်မလို့တနိုင်ပပိုင်လောက်ကန်စားတော့နေကြတဲ့ဒီသားကဇာတိဘွားပြည်သူများကတော့ဒုက္ခပင်လေဝေကအခက်တွေ့ရမှာအမှန်ပဲဖြစ်ပါတယ်။ ယခုခါမှာတော့ Russia Federation နိုင်ငံခီးစင်မှာတင်းလိုက်တိုင်းဒေသကြီးတဝဲအထူးစီးပွားရေးဆောင်ကတဝဲရင်းနှဲစေကံစီမံကိန်းကို Russia နဲ့ပူးပေါင်းဆောင်ရွက်သွားဖို့သဘောတူညီမှုရခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါရီမလ9ရက်က Moscow မြို့ Radisson Collection Hotel မှာကျင်းပရေးမြန်မာ Russia စီးပွားရေး Forum ပြီးမှတဝဲရင်းနှဲစေကံဟာ Russia မြန်မာပူးပေါင်းဆက်ဆံရေးအတွက်ရောအရှိတောင်အရှာမှာစီးပွားရေးအချက်အချာကြားမှုမှာပါအဓိကကြားတဲ့စီမံကိန်းတစ်ခုဖြစ်မြင်နေလို့ပြောခဲ့ပါသေးတယ် ဒါပြီးမြန်မာနိုင်ငံမှာ130မဂါဝက်ရှိတဲ့နျူကလ িয়ার တပ်ပေါင်းဖို့ကိုရုရှားနဲ့ဤပညာနဲ့တိစောက်ဖို့သဘောတူညီမှုရရှိခဲ့တယ်လို့ဆိုပါရီမြန်မာရုရှားနိုင်ငံကြားသဘောတူညီမှုစာချုပ်တွေနားလည်မှုစာကြုံလာတွေကိုမလ၄ရက်ကမော်စကိုမြို့ရှိကယင်မလင်နန်းတော်မှာနိုင်ငံတော်ဝန်ရှိသူတွေကလက်မှတ်ရေးထိုးပြီးတော့လဲလှယ်ခဲ့ကြတာဖြစ်ပါရီ ။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ရခိုင်အခြေအနေတုန်းကဒေသခံများအနေနဲ့မြို့ဖလာလုပ်ငန်းများနဲ့အသားကျနေပြီဖြစ်ကြရင်ပုံမှန်လုပ်ငန်းများနဲ့သာမိသားစုစားဝတ်နေရေးကိုဖြစ်ရှင်းခဲ့ကြပါရည်။တချို့ကတော့တငါလုပ်ငန်းများအနေနဲ့တမွေးဝဲချောင်းပြုတ်ကြတာမလို့အစားအသောက်တွေပိုးပင်ကြောက်ကြနေဖို့ရမလို့ပါ။စမှုမြို့တော်ကြီးဖြစ်လာတဲ့အခါမှာတော့ရှေးလုပ်ငန်းတွေမွေးမြူရေးလုပ်ငန်းများကိုငွေရှင်ကြီးရှင်များကလော်ဝကြီးအုပ်လာကြမှာဖြစ်တယ်လို့ကိုလီကိုကြားနဲ့ငါဖန်ကြားထောက်ဖန်ကြတဲ့အချိန်မှာ သူတစ်ပါးရဲ့အလုသမားဘဝကိုရောက်ကြအမှာပဲဖြစ်ပါရင်ဒါကြောင့်ဝေပြိုလာမယ့်အသီးပွင့်တို့ကိုဒေသခံများဘက်မှမြင်းများဆက်စားရမည်မသိမြည်တို့ခံစားရမည်ဆိုတာကတော့ဧကံမုတ်ချမလွဲမသေးဖြစ်ကြောင်းမိကွန်းထုတ်စရာဖြစ်နေပါတော့ရှင်